အဲ့ဒီကြောင်ပြောချင်တော့လေညာဘူးဇာကတော့ဘာမှမရခဲ့ပါဘူးမေတ္တာနဲ့ပဲပေါ့သူတို့မပေးနိုင်မပေးခြင်းကြောက်ပေါ့လေအာဂျပန်စကားပြောတယောက်ခေါ်ရင်အခုချိန်မှာတိန်းနေချီပေးရတာလေကျွန်တော်ရိုက်မယ်ဆိုရင်ဒီစကားပြန်တယောက်ခေါ်ပေးနော်သူတို့လည်းတန်ဖိုးရှိတာပေါ့ကျွန်တော်တို့ကတော့အပင်မပင်မောင်းပေါ့ကျွန်တော်ကိုယ်တိုင်အားဆိုင်ပြီးလောက်ရတဲ့ခါကျတော့အဲ့ဒီအားဆိုင်ရတဲ့ တံပိုးကိုပြန်မရဘူးလေအဲ့တော့တံပိုးမေ့တာပေါ့ကျွန်တော်နာမည်ဦးကျင်ဝမ်းပါကျွန်တော်77ပကံဘုရားတွေငရင်လှုပ်တော့အဲ့ဒီတွေ့ရမုံငွေဆိုတော့ပြဇာတ်ကြီးကပြီးရှာတဲ့အချိန်မှာကျွန်တော်အဒီမှာဝင်ကရင်းနဲ့ဒေါ်ဝါဝါဝင်းရွှေရဲ့ပြဇာတ်မှာပေါ့ ဲ့ဒီကနေပြီးတော့ဒီရုပ်ကြီးလောကကိုပထမဆုံးစရောက်ခဲ့တော့ပါစနေမားဆိုတဲ့ကပူကျော်ရင်းနဲ့ဒေါ်ဘောင်ဝင်းရွှေနဲ့ဒါရီတာဒေါ်ဘောင်ဝင်းရွှေပါတချို့ကတော့သူတို့ကားတွေကဇက်ကောင်တွေပဲမှတ်မိကြတယ်လीတချို့ဆိုလူမိုက်တွေကတိတ်စိန်တချို့ဆိုဟိုးစိန်ခေါ်တဲ့လူငှားရံသူဆိုတာအဲ့ဒီကနေပေါင်း30လောက်ရှိနေအဲ့ဒီမှာကျတော့ပေါ်လူဆိုတာမိတ်ကြီးလားတမျိုးလုံးကပေါ်လူပဲခေါ်ကြတယ် ဥကျင်ဝမ်းလို့မခေါ်ဘူးတချို့ကျတော့မှတ်ကြီးခေါ်တယ်တချို့ကျတော့ကျွန်တော်ဘူရာကျော်ဆိုပြီးတော့ပရမဆုံးတင်းတင်းထွန်းနဲ့တဘုံဘူပေါ့ Take off. အမရခဲ့တာဆိုတော့ပတ်စံမရပဲနဲ့ဂျပန်စကားကိုသင်ခဲ့ရတာအမှတ်တရပါပဲအားလုံးသိကြပါတယ်မြန်မာဇန်ညိုးတော်မှာအခကြီးငွေပေးပြီးတော့မှရေးခဲ့ကြတာလေတော့ကျွန်တော်ကြတော့ဒီဂျပန်စကားကိုသူများလည်းသင်ပြရတယ်ကိုကိုယ်တိုင်လည်းပြောခဲ့ရတယ် အဲ့ဒီတော့အားအများကြီးစိတ်ခဲ့ရတာပေါ့အဲ့ဒီကြောင့်ပြောချင်တော့လေညာဘူးဇာကတော့ဘာမှမရခဲ့ပါဘူးမေတ္တာနဲ့ပဲပေါ့သူတို့မပေးနိုင် မပေးခြင်းကြောက်ပေါ့လေအာဂျပန်စကားပြောတယောက်ခေါ်ရင်အခုချိန်မှာတိတ်နေချီပေးရတာလေဒါကိုကျွန်တော်ကကျွန်တော်ရိုက်မယ်ဆိုရင်ဒီစကားပြန်တယောက်ခေါ်ပေးနော်သူတို့လည်းတန်ဖိုးရှိတာပေါ့ ကျွန်တော်တို့ကတော့အပင်မပင်မောင်းပါကျွန်တော်ကိုယ်တိုင်အားဆိုင်ပြီးလှုပ်ရတဲ့အခါကျတော့အဲ့ဒီအားဆိုင်ရတဲ့တံပိုးကိုပြန်မရဘူးလေအဲ့တော့တံပိုးမဲ့တာပေါ့ဟုတ်ကဲ့ခုနကကျွန်တော်ပြောတဲ့အတိုင်းပေါ့နောက်6လပိုင်းမှာဇလန်းတွေရိုက်ဖို့ပြောထားတာရှိပါတယ်ဘေးပေါင်းဆုံးအားလုံးကနေကင်းဝေးပြီးတော့ ကျန်ကျန်မာမာအသက်ရှိရှိပြည်စုံနိုင်တော့ပြည်စုံကြပြီ။ตายာပျော်ရှင်စရာကောင်းတဲ့တရားချိန်ကားလေးကိုပိုင်ဆိုင်ပြီးတော့ပျော်နိုင်ရပါစေလို့ဦးကျင်ဝါဆုတောင်းပေးပါတယ်။